အားလုံးပဲမင်္ဂလာပါ eFootball Player IG ရဲ့ Facebook Page YouTube နဲ့ TikTok ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်တို့ဒီနေ့တော့ update version အာ5.2တူတော့ပေါ့အဲကျွန်တော်တို့ update news လေးတွေ officially ထွက်တယ်အဲ့တော့ကျွန်တော်တို့ဒီ news မှာဘယ်လိုလေးတွေလာမလဲဆိုတော့တော့ကျွန်တော်အဲ Facebook page နဲ့ကျွန်တော် Telegram မှာတော့ post တွေကိုတော့ကျွန်တော်အမြန်အမြန်လေးတွေတင်ထားတာလေးတွေရှိတယ်အဲ့တော့ကျွန်တော်ဒီမှာကျတော့အဲဒီ update version အတွက်မှာ ဘယ်ဟာတွေပါလာမယ်မလို့ event တွေရှိမလဲ free player တွေဘယ်လိုမျိုးလေးတွေရအောင်မလဲဆိုတာလေးတွေကိုကျွန်တော်ဒီမှာ video နဲ့တေချာပြောပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ဒီ live ပြီးတော့ကြီးစုအားပေးကြပါအောင်ဗျာ ျွန်တော်အာပထမဆုံးအရင်ပြောရမယ်ဆိုလို့ရှင်ကျွန်တော် PODW ပေါ့ European Club Championship နဲ့ Worldwide နဲ့ကျွန်တော် Number of ပါလာမယ်အာ European Club မှာတော့အဲကျွန်တော် post နေတဲ့အတိုင်းပဲ Bobby Vitinha ပေါ့နေအောင်တည်ထားတယ် PODW Worldwide မှာတော့ကျွန်တော် Neymar နဲ့ Isaac နဲ့ပေါ့ Isaac နဲ့အဲ့တော့ လေးယောက်တော့ကျွန်တော်သိထားတယ်တခြားနောက်ထပ်ဘယ်သူတွေလာမလဲတော့မသိဘူးကျွန်တော်စတော့နီမာနီယာမှာဘယ်လင်ဂန်လိုလိုအဲကျွန်တော် old mo လိုလိုပေါ့အဲ့လိုမျိုးလေးတော့ဖြစ်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့လည်းနေမှာပါပဲအဲ့တော့ um PODW အတွက်ကတော့ဒီလေးယောက်တော့ကျွန်တော်သိထားပါပြီ channel player တွေကတော့မနေဖြန့်ကြပါမယ်ကျွန်တော်စက်တီရမှာဖြစ်ပါတယ် update version ကျွန်တော်တို့5.2မှာအဲ category အနေနဲ့သူ၄ဘိုင်းတော့အဲကျွန်တော်တို့ပြောပြထားတယ် အာကျွန်တော်ပထမပိုင်းကတော့ campaign ပိုင်းဒုတိယပိုင်းကတော့ gameplay ပိုင်းနဲ့တတိယပိုင်းကတော့သူဒါ new features ပိုင်းပေါ့ campaign ပိုင်းဆိုကျွန်တော်ဘယ်လို event တွေလာမလဲအာဘယ်လိုလေးတွေရှိမလဲပေါ့ဗျာ event မှန်ရှိမယ် gameplay ပိုင်းလေးတွေဘာလေးတွေပြောင်းလဲမလဲပေါ့တတိယချက်အနေနဲ့သူ new features တွေအနေနဲ့ဘာတွေအသစ်ပါဝင်လာအောင်မလဲပေါ့ဗျာအဲ့တော့ကျွန်တော်တို့ 30th anniversary အတွက်ကို legend player တွေ new face ပေါ့ new legend player တွေတောက်လျှောက်ထုတ်ပြီးနေတယ်အဲ့တော့ကျွန်တော်ဒီထဲမှာဆိုလို့ရှိရင်နောက်ထပ် player ၄ယောက်အသစ် ထပ်ပြီးတော့အဲသူဖော်ပြထားတယ်ဗောဗျာကျွန်တော်ဒီမှာဆိုလို့ရှိရင်အဲ McManaman တို့ John O'Shea ကိုကူအာ Ricardo Ferri ဗောအဲ့တော့ဒီ player ၄ယောက်ကိုထပ်ပြီးတော့ဖော်ပြထားတယ်ဒါပေမဲ့အဲဘယ်နေ့မှာဘယ်လိုလာမလဲဆိုတော့ကျွန်တော်တို့မသိရသေးဘူးအဲ့တော့အဲတတိယ anniversary အတွက်ကိုနောက်ထပ်မိတ်ဆက်မဲ့ player ၄ယောက်ဖြစ်တယ်ကျွန်တော်တို့ Manchester United အဲ player တွေတော့ကတော့ Oshie လေးဗောဒါပေမဲ့သူ DMF role တော့ဖြစ်နေ Oshie အတွက်ကတော့ right back တို့အဲကျွန်တော် CV role လေးတော့ကျွန်တော်ပို့ပြီးတော့သဘောကျတယ်အဲကက်ထွက်လာမှပဲတစ်ချက်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်ဒါနီးပြနီးပြအတွက်က Ronald Koeman ကျွန်တော် FC Barcelona အသင်းနီးပြအနေနဲ့လာမယ်2020-21ပေါ့ aggressive center is raw mm သူထုံးတဲ့နိုင်မယ် two highlight player နဲ့လာမယ်အဲကျွန်တော်တို့ plain style mind နဲ့တော့တောင်းပေါ်လာ quick counter လာ position လာဘယ်လိုလာမလဲဆိုတာတော့ အဲကျွန်တော်တို့အခုထိတော့မသိရသေးဘူးအဲ့တော့သူနဲ့အတူတူပဲကျွန်တော်တို့ဒီမှာอืมအဂရအဂုဏရိုနယ်ကိုမန်လာမယ်ဆိုတဲ့အချိန်ဒီတစ်ခုမှတော့ကျွန်တော်တို့ဒါ eBay box အနေနဲ့ကတော့ကျွန်တော်ခိုးလာရင် David Beckham ရဲ့ဒီမှာကြည့်ရပုံအရာတော့ကျွန်တော်အမ်အဝိတ်ဒီပိုင်းများထုတ်ပြီးအောင်မလားတော့မသိဘူးရိုနယ်ကိုမန်ကိုအဝိတ်မဟုတ်လဲဒါကျွန်တော်ပြောကြည့်တာပါအဲဘယ်လိုလာမလဲတော့မသိဘူးအဲ့တော့ဒီ eBay player နေရောက်နေ show time player เนี่ยကျွန်တော်အထင်ပြောရရင်တော့အာဒီ eBay box เนี่ยအတူတူ Coleman လေးလာလိမ့်မယ်လို့တော့ထင်တယ်အာဒါတော့စောင့်ကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာပထမဆုံးအနေနဲ့မြင်တွေ့ရတာတော့ campaign မိုင်းပေါ့ FIFA World Cup ကျွန်တော်တို့ campaign ပါမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ special player list မှာ free each day ကျွန်တော်တို့နေတိုင်းနေတိုင်းပေါ့အာဒီ show time player တယောက်တော့ပါမယ်အဲ့ဒီမှာကျွန်တော်တို့တနည်းတို့ကြိမ် daily game လို့မျိုးပဲပြောရမှာပေါ့ဒါကတော့ login ဝင်ရင်တော့ကျွန်တော်တို့ free try queen ရမယ်လို့တော့သူကအဲဒါပြောထားတယ်အဲ့လိုမျိုးလေးရှိမယ်ပြီးသွားရင်တော့ကျွန်တော်တို့ဒါအာ uh, special login bonus လေးတွေရှိမယ် campaign help ရှိမယ်အဲ့ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါနီးပြ get to so ပေါ့အဲနီးပြ get to so ကြည့်ရပုံရတော့ကျွန်တော်တို့အမ်အမော်ရင်တို့အာဒါဘယ်လိုပြောမလဲ fabricate တို့လိုမျိုးပဲ ကျွန်တော်တို့ free များရမလားတော့မပြောတတ်ဘူးအတိအကျတော့မသိရသေးဘူးဒါပေမဲ့အဲကျွန်တော်အထင်ပြောရရင်တော့ဒီမှာအဲသူပြထားတဲ့ဒီ C ဒီမှာ160တို့ C 40 C 20အဲ့လေကြည့်ရပုံရဆိုရင်တော့ကျွန်တော်ဒါလေးတွေကို collab လုပ်ပြီးတော့อืมကျွန်တော်ရွေးချယ်မှုအပိုင်းလေးလုံးဝမယ်လို့တော့ထင်ပါတယ်အာပြီးတော့လို့ကျွန်တော်ဒီမှာနောက်ထပ် show time အာ show time box နှစ်ခုပဲခုနကကျွန်တော်တို့ဒါအာ အမြဲတမ်းနေ့စဉ်နေ့တိုင်း login ဝင်လို့ရှိရင်အဲကျွန်တော်တချိန် try ခွင့်ရမယ် box တစ်ခုရဲ့အဲ့တော့ဘယ်သူတွေလာမလဲဆိုတော့ကျွန်တော်အခုထီတော့မသိရသေးပါမသိရမသိရသေးပါဘူးကျွန်တော်တို့အာဒီ FIFA World Cup campaign ကတော့ကျွန်တော်ဘယ်နေ့လာမလဲဆိုလို့ကျွန်တော်၄ရက်နေ့၁၂လပိုင်းဆိုတော့မနေ့ပြန်ကျွန်တော် update maintenance server maintenance အပြီးမှာပါဝင်လာမှာဖြစ်တယ်ကျွန်တော်ဒါ Africa Africa Cup of Nation ပေါ့အဲကျွန်တော်တို့ဒီဒီ nation နဲ့ကတော့ဒါဘယ်လိုပြောမလဲ partnership ဖြစ်သွားတယ်အဲ့ဒီတော့ကျွန်တော်တို့ဒါ Africa player တွေအဲလာမယ် show time box တွေနှစ်ခုရှိရဲအဲ့ဒါ volume 1နဲ့ volume 2ဆိုပြီးတော့နှစ်မျိုးရှိကျွန်တော်ဒီမှာဆိုလို့ရှိရင် volume 1ပါကျွန် Brian Diaz တို့ Omar Mamosh ရ EOB ရကျွန်တော်ဒါ volume 1မှာလာမယ် volume 2မှာဆိုလို့ရှိရင်လည်းအဲကျွန်တော်တို့ဒါ share တယောက်ကတော့ မဟာဒက်စတော့မဟုတ်ဘူးပြပြီးတော့ခိုလီပါလီတို့ကာစီယေတို့အဲကျွန်တော်တို့ဒါ show time player အာအလုံး6ယောက်ပေါ့ဗျာ high level player တွေလည်းပါမယ်အဲ့တော့ box ကတော့နှစ်ခုခွဲလာမယ်အဲ့ဒီထဲမှာမှအဲကျွန်တော်တို့နှစ်ကြိမ် free try ခွင့်ရမယ်အဲ့တော့နှစ်ကြိမ်ဆိုတော့ကျွန်တော်အတင်ပြောရမယ်ဆိုလို့ရ volume 1မှာ free တစ်ကြိမ်နဲ့ volume 2မှာ free တစ်ကြိမ်ကျွန်တော်တို့ try ခွင့်ရမယ်ဒါကတော့ ကစားသမားရတာမရတာတော့ကျွန်တော်တို့ရဲ့ကန်ဒီယာပေါ့ဗျာပြီးတော့ရင်ကျွန်တော်တို့ဒါ African Africa Cup of Nation selection ကတိုင်လေးလည်းလာမယ်အဲ့တော့သူပြောဖို့အရာဆိုရင်တော့ကျွန်တော် free တယောက်လောက်တော့ကျွန်တော်ရွေးကွင်းရမယ်လို့တော့ထင်နေတယောက် or နှစ်ယောက်ဒါဘယ်နှယောက်ရမလဲတော့ကျွန်တော်လည်းအတိအကျတော့မပြောတတ်သေးဘူးအဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်လည်းကစားသမားတော်တော် ကောင်းကောင်းလေးတွေပါပါတယ်မိုမဆာလာဟကီမီအော့စမန်နီအာရီယမာဒတ်စ်တို့ ကျွန်တော်တော်တော်ဆုံဆုံမဲ့ Sadio Mane အလုံးဒီကစားသမားလေးတွေလည်းလာမယ်ကျွန်တော်ရွေးခွင့်ရမယ်ပေါ့ဗျာ free ပြီးတော့ရင်တော့ကျွန်တော်တို့အဲဒီ Africa ဒီသူပြောတဲ့ event လေးတွေအကုန်လုံးကန်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ Diop ပေါ့ဒီကစားသမားတော့ကျွန်တော် free ရမှာဖြစ်ပါတယ် Africa ဒီ Cup Nation ပွဲတွေကတော့ကျွန်တော်တို့ဒါ7လအဲ7ရက်နေ7လပိုင်းမှာ လာမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ညီကိုတွေတော်တော်များများအဲရွေးမားခဲ့ကြတယ်ဗောဗျာအဲ့တော့ကျွန်တော်ဒါ link up လေးပြန်ပြီးတော့လာမယ်ဒါကျွန်တော် post ကိုတော့23ရက်နေ့ November 23လကုန်ပိုင်းလောက်ကတော့ကျွန်တော်တင်ထားခဲ့ဘူးတယ်အဲ့ဒီမှာတော့ officially news အနေနဲ့ထပ်ပြီးတော့ပြသွားတယ်ကျွန်တော် link up လေးပြန်ပြီးတော့လာပါအောင်မယ်အဲ့တော့ကျွန်တော်ပထမဆုံးလာမယ် campaign တစ်ခုမှကျွန်တော်ပြောဖို့လေးကြံခဲ့တယ်အဲ့ဒါဘာလဲလို့ဆိုလို့ရှိရင်ကျွန်တော်ဒါ um event တစ်ခုပဲပြောရမှာဗျာကျွန်တော် AI နဲ့ game event ဖြစ်တယ်ကျွန်တော် PVP နဲ့ game မှာမဟုတ်ဘူး AI နဲ့ game နဲ့ event ခုမှာအဲသူပြောပြထားပုံအရာပေါ့ဗျာကျွန်တော်ဒီမှာဆိုလို့ရှိရင် player get restriction ပေါ့အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်အဲဒီ player နဲ့ကျွန်တော်ဆော့လိုက်လို့ okay နိုင်သွားတယ်ပေါ့ဗျာဒီပွဲကိုနိုင်သွားတယ်ဆိုလို့ရှိရင်အဲ့ player ကိုနောက်တစ်ပွဲမှာဒီ same event မှာကျွန်တော်ပြန်သုံးလို့မရဘဲနဲ့နောက်ထပ်တခြား player တွေကိုလဲပြီးတောင်းရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အာ player တွေအားလုံးဆော့စီခြင်းနေဆိုတော့ သဘောပဲပြောလို့တော့ရတယ်အဲ့တော့ကျွန်တော်နိုင်ထားတဲ့ player ဒီဒီ squad နဲ့နိုင်သွားတဲ့ player တွေကိုနောက်ထပ်တပွဲမှာထည့်သုံးလို့မရဘဲနဲ့နောက်ထပ်ကျွန်တော်ကစားသမားတွေအစားထိုးပြီးစော့ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒါကတော့တိတ်ဟိုရင်းကြီး worry တော့မရှိပါဘူးဘာလို့လဲဆိုတော့ AI နဲ့ game မှာဖြစ်တဲ့ PVP ပွဲမဟုတ်ပါဘူးအဲ့ဒါတော့ကျွန်တော်ဒါမနေ့ပြန် server maintenance အပြီးမှာပါလာမယ့် event နဲ့မှာပေါ့ဗျာပထမဆုံးလာမယ့် event နဲ့မှာပါလာမယ့်ဟာလည်းဖြစ်တဲ့အဲ့ဒါကျွန်တော်ခုနကပြောဖို့ကြံခဲ့လို့ပါ gameplay ပိုင်းလေးတွေကတော့အဲဒီပိုင်းလေးတွေအပြောင်းလဲရှိမယ်နောက်တစ်ခုဆိုလို့ရှိရင်ကျွန်တော်တို့တွေ့ရတာပေါ့နီးပြရဲ့ကျွန်တော် comment ပေးတာလေးတွေကိုကျွန်တော်တို့ပွဲအတွင်းမှာမြင်ရမယ်ဒါကတော့ကျွန်တော်တို့ဘလို့မြင်ရမလဲပေါ့အဲအပေးယူဘောလုံးအပေးယူပိုင်းလေးတွေကိုနီးပြရဲ့ assist လေးတွေလည်းကျွန်တော်တို့ဒါ comment line လေးတွေတွေ့ရမယ်ဒါလည်းကျွန်တော်ပြောသလိုပဲဆော့ကြည့်မှပဲအချိန်ဒီဘလို့ရှိလဲဆိုတာလေးတွေကို တဘောပေါက်မယ်ပေါ့ဗျာကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် player analysis spine or player analysis တော့မျိုးကျွန်တော်တို့တပွဲတပွဲပေါ့ PVP match တွေကံပြီးသွားတဲ့အနေဒါတကူမှာကျွန်တော်တို့ analysis spine တွေကိုကျွန်တော်တို့ကိုယ်တိုင်ပြန်ပြီးတော့အဲလေ့လာလို့ရမယ်ကျွန်တော်တို့အစတော့တော့ network graph တွေပါတွေလည်းလေ့လာလို့ရအခုကတော့ထပ်ပြီးတော့နည်းနည်းတိုးချက်ပြီးကျွန်တော်တို့ကျွန်တော်များလေ့လာလေ့လာပြီးတော့ကျွန်တော်တို့ connection quality အတွက်ကိုอืมကျွန်တော်တို့ vote ပြီးခိုင်းတယ်ဗျာအခုအနေထားရတော့ဘလို့မဟုတ်ဆော့လို့မရတဲ့အနေထားမျိုးမှာရှိပါတယ်အဲ တော်တော်လေးကိုအဆင်မပြေဘူးပေါ့ဗျာပြော Oliver Camper ရဲ့ first stage season campaign ပေါ့ဒီ campaign ကတော့ကျွန်တော်တို့16ရက်နေ့မှာလာမယ်ပေါ့ဗျာအဲ့တော့ဒီ campaign မှာဆိုလို့ရှိရင် ကျွန်တော်တို့ဒါ GK Spirit Rule အဲ့တော့ဒီ ski ကကြတော့ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်အမ်ချင်းချင်းနဲ့လို့လည်းခုခုပြောရလို့ရှိရင်ကျွန်တော် Fortress Ski နောက်တန်းကစားသမားတွေမှာ Fortress Ski ပါတယ်လို့ပဲဂိုသမားမှာဒီ GK Spirit Rule ဆိုရဲ့ အဲပုံစံလေးတော့ပါလာတယ်အဲ့တော့ဒီကောင်းရဲ့အလုံးလုံးပုံကဘယ်လိုရှိမလဲဆိုလို့ရှိရင် तू ကနောက်တန်းမှာရှိတဲ့ defend အဲနောက်တန်း defense ကစားသမားတွေအားလုံး तू က command ပြီးမယ်ဗောဗျာอืม तू အဲ့တော့နောက်တန်းကစားသမားတွေ DMF ကစားသမားတွေအထီကို ူ comment ကောင်းကောင်းပေးနိုင်မယ်ဘယ်အချိန်မှဒီကောင်အလုံးလုံးမလဲလို့ဆိုလို့ချင်းကျွန်တော်တို့ဒါဒုတိယပိုင်းစလို့ပေါ့အကေတကူအတွင်းထားတယ်ကျွန်တော်9နေပေါ့ဗျာတကူအတွင်းနေ9တွင်းဘယ်9တွင်းနေနိုင်နေပြီဆိုလို့ချင်းကျွန်တော် fortress key အတိုင်းပဲကိုသမားရဲ့ဒါတိုးတက်လာမယ့်အပိုင်းလေးတွေလည်းရှိမယ်နောက်တန်းကစားသမားတွေရဲ့တိုးတက်လာမယ့်အပိုင်းလေးတွေလည်းရှိမယ်နောက်တန်းမှဆိုရင်ကျွန်တော် fortress key တွေဆိုလဲအဲ့လိုမျိုးအလုံးလုံးတယ်ဆိုတော့နောက်တန်းနဲ့ကိုသမားနေရာမှာတော့တော်တော် effective တော့ဖြစ်လာမယ် skill ban ကတော့ဒါဒီ oliver cam မှာ အတိပါလာမဲ့စကေးပေါ့ဗျာအဲ့တော့ကျွန်တော်ဒါဆိုလို့ရှိရင်ねအဲ epic player တွေ ਨੇ တွဲပြီးတော့လာမယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒီထဲမှာဆိုလို့ရှိရင်တယောက်အဲကျွန်တော်တို့ရွေးချယ်ခွင့်ရမယ်ဒီမှာသူပြထားတော့ Oliver Kahn ပဲပြထားတယ်အဲ့တော့ Oliver Kahn နဲ့အတူတူဘယ်သူတွေပါလာအောင်မလဲနောက်ထပ်ဘယ်နှစ်ယောက်လောက်ထိပါလာမလဲတော့အဲကျွန်တော်တို့မသိရသေးဘူးအဲ့ထဲမှာမှအဲကျွန်တော်ရွေးချယ်ရမယ်ပေါ့ဗျာအဲ့တော့ဒီမှာတော့ Oliver Kahn တယောက်ပဲ ပြထားပါသေးတယ်ကျွန်တော်အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးတွေကတော့ update version 5.2မှာ officially news ထွက်ထားတဲ့အကြောင်းအရာတွေကိုပြောပြပေးခဲ့တာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်ပြောလိုက်လို့အဲနည်းနည်းလောသွားရွှေချူဟာလေးလည်းလွဲနေရရင်မှားနေရလေးရှိရဲဆိုတော့ကျွန်တော်ဒီရပဲကြိုပြီးတော့တောင်းပန်ညင်ပါတယ်အဲ့တော့ dev ဖြစ်နေတဲ့ server maintenance မှာဘလူတွေထပ်ပြီးပါလောင်လဲဆိုတာလေးတွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိကြည့်ရှုအားပေးကြတဲ့ပလီယန်ကြီးကိုတယောက်စီတိုင်းအောင်ကျေးဇူးတင်ပါတယ်ဗျာ